အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့အပြောင်းရွှေ့ဒါကျွန်တော်ပြန်လည်ပြီးဖွင့်တော်မယ်အချိန်ဒီမှာတော့ဒါကျွန်တော်လက်ရှိ body blue ဖြစ်လဲဆိုတဲ့ update လေးနည်းနည်းလေးပြောပြချင်တယ်အဲ့တော့လက်ရှိမှာ United ဘက်ကဒါကျွန်တော် Brian Ambuambu ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့နောက်ဆုံးရ update တွေရဆိုတော့တဖြည်းဖြည်းနဲ့လက်လျှော့လာနိုင်တယ်ဆိုတဲ့သတင်းတွေတဖြည်းဖြည်းတက်လာခဲ့ပြီဖြစ်တယ် ဘာကြောင့်လဲဆိုတော့ဒါကျွန်တော်စပါအသင်းဝင်လာခဲ့တာကိုဒါတစ်ဖက်က Brentford ဘက်ကဈေးမလျှော့တဲ့အတွက်ကြောင့်မလို့ကော United ဘက်ကဒီနေရာမှာဒါဒီကိစ္စနဲ့ပတ်သက်ပြီးတော့လက်ရှိမှာလက်လျှော့ဖို့ကြိုးစားနေတယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်။အဲ့တော့ဒီကိစ္စလေးခင်ဗျားတို့နည်းနည်းလေးဒါကျွန်တော် detail လေးပြန်ပြောအောင်။အဲ့တော့ Manchester United အသင်းတွေနဲ့အခုလက်ရှိမှာဒါကျွန်တော် Brian Mbeumo ရဲ့အပြောင်းအရွှေ့ကိုဒုတိယမြောက်အခြေကန့်လန့်ဖို့အတွက်ပထမလုံမယ်မလုပ်ဘူးလုံမယ်မလုပ်ဘူးဆိုတော့စဉ်းစားနေတဲ့အခြေအနေရှိခဲ့တယ်။နောက်ဆုံးရတာသတင်းတွေရဆိုရင်တော့ Manchester United အသင်းအနေနဲ့ Brian Mbeumo ရဲ့အပြောင်းအရွှေ့မှာ တကယ်ကိုဒါကျွန်တော်လှုပ်ဆောင်မလားမလှုပ်ဆောင်ဘူးလားအဖြစ်ကိုကျွန်တော်ရက်ပိုင်းအတွင်းသိရမှာဖြစ်ပြီးတော့ United အသင်းကခုလက်ရှိမှာမလှုပ်ဆောင်ဘူးလေရာခိုင်နှုန်းတဖြည်းဖြည်းများလာခဲ့ပြီလို့သိရတယ်မှာပါတယ်။ဘာကြောင့်လဲ။အဓိကကတော့ကျွန်တော် Brian M1 ကိုလက်ရှိစာချုပ်တက်တန်တစ်နှစ်ပဲကြံတဲ့ကစားသမားတစ်ယောက်ကို United အသင်းနေနဲ့ ဒီလောက်ဈေးကမတန်ဘူးလို့ယူဆရတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒုတိယမြောက်ကန်လန်မှုမလုတော့ဘဲနဲ့ပထမအဆုံးမြောက်ကန်လန်မှုမှာရန်နာလိုက်ဖို့သတင်းတွေထွက်လာခဲ့တယ်။အဘရိုင်ယန်ဝမ်ဘူလက်ရှိမှာစပါတင်ကလည်းဒီနေရာမှာတပိုင်းနဲ့တဲစိတ်ဝင်စားနေပြီးကောလာဟာလာဒီယာစပါတင်ကလည်းယူရိုတန်း9000တန်းရှိတဲ့ပက်ကေ့ချ်တစ်ခုကိုဒါကျွန်တော်ကန်လန်ထားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေခဲ့တယ်။ ဒါပေမဲ့လက်ရှိမှာဒါဒီကမ်းလှမ်းမှုကတကယ်ဟုတ်မဟုတ်ကျွန်တော်လည်းမသိဘူး။ဘာလို့လဲဆိုတော့ tier 3 tier 4 level မှာပဲရေးထားတာအဲ့တဲ့ငါ။အဲ့တော့ Spartan နဲ့ကျွန်တော် pass နဲ့ပြင်မှာသူတို့လည်းတစ်နှစ်ပဲကျန်ကစားသမားတယောက်ယူရိုတန်း90ဆိုပေါင်တန်း90တကယ်ဟုတ်ပေးရလား။ဘာလို့လဲဆိုတော့ Spartan နဲ့ကဲသားဒါ M1 ဘူကိုပေါင်တန်း90ပေးခဲ့သည်ရှိတော့ဒါဟာ Spartan ရဲ့ဈေးကြီးဆုံးကစားသမားတယောက်ဖြစ်လာမှာ။အဲ့လိုဈေးကြီးဆုံးကစားသမားတယောက်ကို Spartan ကလွယ်လွယ်လေးအဲ့လိုမျိုးပေးပါမလား။ တလပိုင်းကအဲ့လိုမျိုးသုံးပါမလားဆိုတော့မေးကိုကျွန်တော်မေးရမယ်အဲ့တော့ကျွန်တော်အနေနဲ့ personality ကဆိုကျွန်တော်လုံးဝမထင်ဘူးလို့ပဲပြောပြရတယ်အဲ့တော့ United အသင်းနဲ့ဒီနေရာမှာဒုတိယမြောက်ကန်လန့်မှုလုပ်ဖို့အတွက် season လာနိုင်တယ်ဒါပေမဲ့သူတို့အနေနဲ့ Brentford Town နဲ့ဈေးပုံစံမျိုးတော့ပေးဖို့ season မရှိဘူးအဲ့သူတို့အနေနဲ့နောက်ဆုံးတိုးပေးမယ်ဆိုရင်တော့အခုလက်ရှိမှာ55တန်းပေါ့နော် PC ကိုတော့မှလက်ရှိမှာ United အသင်းနဲ့5တန်းလောက်ပဲထပ်တိုးပေးဖို့ရှိတယ် Brentford ကလက်ရှိမှာဒီအပြောင်းရွှေ့ကနေပြီးတော့65တန်းလောက်အလူရှိနေပြီးတော့ United ကအဲ့လောက်ပေးဖို့တော့လုံးဝ season မရှိဘူးအဲ့ Brian Aubameyang အနေနဲ့အခုချိန်ထိတော့ဒါကစားသမားကိုယ်နိုင်ကလည်း United ကိုစောင့်မျှော်နေ စေဖြစ်ပြီး United မှာ United ဖြစ်နေစေဖြစ်တယ်လို့ပြောလို့ရတဲ့အခြေအနေတခုကိုရောက်နေစေဖြစ်တယ်။အဲ့တော့ United အနေနဲ့ဘာဆက်လုပ်မလဲဆိုတဲ့မေးခွန်းပဲ။ United အနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ Brian M1 ဘုသာမရရှိခဲ့ဘူးဆိုရင်တော့ United အသင်းအနေနဲ့ Crystal Palace ရဲ့ကွင်းနဲ့ကစားသမားနဲ့ဒါလက်ရှိမှာဘိုးမော့ရဲ့တောင်ပန်ကစားသမားတို့ကိုပြောင်းလဲပြီး target ထားသွားမယ်လို့သိရတယ်မှာပါတယ်ဒါကလည်းလက်ရှိမှာ Tier 1 Journalist တွေကိုယ်တိုင်က Tier 1 confirm လုပ်ထားတဲ့ကြောင့်ဒါယုံလို့ရတဲ့ source တခုနဲ့ပြောလို့ရတယ်အဲ့တော့ဒါကျွန်တော်နောက်ဆုံး update ရသတင်းတွေရခင်ဗျားတို့ကျွန်တော်ပြောပြအောင်အဲ့တော့လက်ရှိမှာဒါကျွန်တော် easy ရဲ့အကြောင်းလေးနဲ့ပြောအောင် easy ရောလက်ရှိမှာ data down hotspot တင်ကလည်းစိတ်ဝင်အဲ့တော့ရီရတာခုနကကျွန်တော်ပြောတဲ့ Brian Ambon ဘူ easy Sammy New ဒီ၃ယောက်လုံးက Spa တင်ကတော့ United ကို၃ယောက်လုံးက ိတ်ဝင်စားတဲ့အချိန်ဒီမှာရှိတယ် easy ရဲ့အပြောင်းအရွှေ့ကြောင့်လည်းလည်းပြောအောင် easy ရဲ့အပြောင်းအရွှေ့ကလက်ရှိမှာ banking ကရေးထားပုံကတော့တော်တော်လေးကို complicated ဖြစ်တယ် easy မှာလက်ရှိမှာစာချုပ်ဖြတ်သိမ်းခြင်းပေါင်း68သန်းရှိတယ်ဒီနေရာမှာဒီ66သန်းကိုဒါလွယ်လွယ်ကူကူနဲ့ပေးချေလို့ရတဲ့အနေထားတစ်ခုတော့မဟုတ်ဘူး Crystal Palace ဘက်ကနေဒီ66သန်းမှာဒါကျွန်တော်တို့ဘောင်းနေအများကြီးခတ်ထားတယ်ဆိုတဲ့ပုံစံမျိုးနဲ့လက်ရှိမှာ Banjee Cop ကရေးသားထားတာတွေ့ရမှာတော့လက်ရှိမှာ United အသင်းနေ Easy သားဝယ်မယ်ဆိုတော့တကယ်ကိုကောင်းသွားနိုင်တယ်ဒါမှရှိပါတော့ ဘရူနိုဖာနန်ဒက်စ်ကိုလည်းနောက်ကနေပံ့ပိုးပေးလို့ရတယ်ဘရူနိုဖာနန်ဒက်စ်ကိုလည်းကျွန်တော်ပေးနာလို့ရတဲ့အခြေအနေတစ်ခုရပါတော့အီဇီကကိုတန်းလည်း AM စောင့်နိုင်တဲ့ကစားသမားတစ်ယောက်ပေါ့နော်အဲ့တော့ဘရူနိုဖာနန်ဒက်စ်ကိုလည်းကောင်းကောင်းကြီးပေးနာလို့ရမယ့်အခြေအနေတစ်ခုကိုရှိတဲ့သဘောမှရှိတယ်ပြီးရင်တော့ဒါကျွန်တော်လက်ရှိနောက်ဆုံးရ update အရဆိုရင်တော့ဒါဘရူနိုဖာနန်ဒက်စ်နားမယ်ဆိုရင် AAC ဒီနေ့ personally အရဟိုမြင်ကြည့်တာပေါ့နော်သူအနေနဲ့ဒါတောင်ပန်ကစားသမားပုံစံမျိုးလဲဒါ easy solve လို့ရမယ်အခြေအနေတစ်ခုကိုဒါသွားမယ်ပေါ့နော်အဲ့တော့ ပြောချင်တာ easy ကနေရာဆုံးမှာဆော်ဒီရယ် United အသင်းရဲ့တကယ်ကိုစိတ်ချကစားသမားတွေတဲကတယောက်ပုံစံမျိုးဖြစ်မှရမယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်အဲ့တော့ဒါပေမဲ့ခုနကပြောသူရဲ့အဓိကပြဿနာကသူရဲ့ဒါကျွန်တော် ဟိုစာချုပ်ဖြတ်သိမ်းခြင်းကတော်တော်လေးကို complicated ဖြစ်တဲ့ process တစ်ခုဆိုတာကိုတော့လုံးဝလုံးဝညင်းစရာမလိုဘူးပြောလို့အဲ့တော့သူ့အနေနဲ့စာချုပ်ဖြတ်သိမ်းခြင်းကလက်ရှိမှာပေါင်68သန်းရှိတယ်ဒါပေမဲ့စာချုပ်ဖြတ်သိမ်းခြင်းကတော်တော်လေးကိုရှုပ်ထွေးတယ်နောက်တစ်ယောက်က Adam Say ဟောဘောဟို Antonio Semenyo ဘောနော် Semenyo ကိုတော့လက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းနဲ့နောက်ဆုံး objective တစ်ခုအနေနဲ့ထားရတယ်ဒါပေမဲ့လက်ရှိမှာ United အသင်းကတောင်ပိုင်းကစားသမားတွေအသင်းမှာရှိခဲ့ပြီးတဲ့နောက်ပိုင်းမှာဘာလို့ Semenyo ကြီးကိုထပ်ခေါ်มาလဲဆိုတော့မိကိုအနေနဲ့အတူ United အသင်းကဒီအပြောင်းအရွှေ့မှာဒီလိုမျိုးရင်ဆိုင်ရဖို့ရှိတယ်အဲ့တော့လက်ရှိမှာ Semenyo က ါတကယ်နဲ့ပြဿနာကြီးမှာ Brian M1 ဘူလိုပုံစံမျိုးနဲ့နည်းနည်းလေးဆင်တယ်သူနေတာနေရာ3နေရာကစားလို့ရတယ် Center for ကစားလို့ရတယ် Left wing ကစားလို့ရတယ် Right wing ကစားသူ့ရဲ့အားတန်တဲ့နေရာက Left wing နဲ့ Left mid ဖြစ်တယ်လို့ဆိုလို့ရမယ်အခန်းကဏ္ဍတစ်ခုပဲအဲ့တော့ လက်ရှိမှာ United အသင်းနဲ့ဒါကျွန်တော်တို့ Brian Antwoord ရဲ့အပြောင်းရွှေ့အဆင်မပြေဘူးဆိုရင်တော့ easy နဲ့ Seminyo ပဲလှည့်ဖို့ရှိတယ်အဲ့တော့ Seminyo မှာဒါကျွန်တော်သူများရဲ့လူစာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးတော့မရှိဘူးဒါပေမဲ့မစိုးဘူးခြေစွမ်းတွေကိုပြသထားခဲ့တယ်ဒီနှစ်မှာဒါ Seminyo Adam Seminyo ဆိုတော့သူနဲ့ Adamo Antonio Seminyo အနေနဲ့လက်ရှိမှာဒါ38ပွဲပွတ်ထွက်ထားခဲ့ပြီးတော့7တကူသွင်းထားခဲ့ပြီး6ဂိုးဖန်တီးထားတယ်သူနဲ့ဒါကျွန်တော်မှတ်မဲ့ရဲ့ Justin Clive Evan Nelson ဒီ၃ယောက်ရဲ့ဒါအတွဲလုံးတွေကဘုံမောက်ရဲ့တိုက်စစ်ကိုတော်တော်လေးကိုမနစ်ကမြိုင်ဆိုင်စီခဲ့တယ်မှာပါတယ်ပေါ့အဲ့တော့ဒီကစားသမားကိုလက်ရှိနောက်ဆုံး update ရသိ ီးယားလက်ကဘယ်စည်းခေါ်ထားလဲဆိုတဲ့သတင်းတွေတော့လုံးဝမထွက်လာခဲ့ဘူးအဲ့တော့လက်ရှိနာကျွန်တော်တို့သတင်းတွေအရဆိုရင်တော့ဒါကျွန်တော်ဆက်မီညိုကိုဒါကျွန်တော်တို့ transfer market ကနေပြီးတော့ဘယ်စည်းသမတ်တာလဲလက်ရှိမခဏလေး connection ကြောင်နေလို့အဲ့တော့ Adam Simino okay Simino ကိုလက်ရှိမှာ transfer market က euro 140ဈေးသတ်မှတ်ထားတယ်။တေချာတစ်ခုကလက်ရှိမှာကစားသမားကလည်းအသင်းနဲ့စာချုပ်က total အဖြစ်နောက်ထပ်၄နှစ်လောက်ကျန်နေသေးတဲ့အကြောင်းမို့ဘုံမောင်သေးနေတဲ့သူတို့ကြိုက်စည်း comment နေတာမှရှိပါတယ်။စာချုပ်ဖြတ်သိမ်းခြင်းလည်းမရှိတော့ပို့ဆိုးတာပေါ့။အဲ့တော့ဒါ တ်မီရတလောက်ကိုပြောပါဆိုရင်တော့ဒါကျွန်တော်ဘုံမောက်တင်းနေတဲ့ဆမ်မီညိုကိုတည်းကျွန်တော်အနည်းဆုံးပေါင်တန်း90နဲ့55တန်းကြာခေါ်သွားဖို့ဆိုရှိတယ်ပြောချင်တာကဒီ3ယောက်ထက်မှအာ Brian Bwambo Easy ဒီကျွန်တော်ဘယ်လိုဆမ်မီညိုတော့အထဲမှာတော့ဒါဆမ်မီညိုကဈေးတက်တန်ဆုံးကစားသမားတယောက်လို့ပြောလို့ရတယ်။ဒါပေမဲ့လက်ရှိ performance wise အရာဆိုလဲသူကမဆိုးဘူးလို့ပြောလို့ရတယ်။ဒါပေမဲ့ United ပြည်သက်တွေကဆမ်မီညိုလို့လက်ရှိမှာအသင်းမှာမလို့ဂျင်မှုတော့ဆိုတော့ Matthew's corner လည်းရှိတယ်။ဒါကြောင့် Matthew's corner နဲ့ဒါဆမ်မီညိုကကစားပေါက်နည်းနည်းလေးဆင့်နေ။အဲ့တော့ ဆက်မီညိုကိုယူလာတဲ့ဆိုင်ပြိတ်သက်တော်တော်များတော့ easy ကိုပဲလူရှိတယ် easy ကိုအကုန်ကြိုက်ကြတယ် easy ကိုမကြိုက်တဲ့လူမရှိဘူးဆိုတော့မနစ်က crystal palace ရအောင်မြင်မှုမှာ easy ကအမြဲအကျန်အရေးကြီးတဲ့ခက်ခန္ဓာပါဝင်ခဲ့တယ်အဲ့တော့ easy ကိုခေါ်မယ်ဆိုရင် united တင်နေတာ bruno fernandes ကိုလည်း ac ပေးနာလို့ရမယ်တောက်မန်နီကိုလည်းပေးဆော်လို့ရမယ်အခြေအနေတခုကို united ပိုင်ဆိုင်သွားမယ်အဲ့တော့ပြောချင်တာ positive အရန်ဆန်တဲ့ပြောင်းရွှေ့တခုအဲ့တော့တချို့ကြလည်း brian ambombo ကဈေးကြီးတယ်မခေါ်နဲ့တော့ easy ကိုစာချုပ်ဖြတ်သိမ်းခြင်းပေးပြီးခေါ်လိုက်တော့ဆိုတဲ့အသံတွေလည်းတော်တော်လေးကိုကြားလာခဲ့ရတယ်မှာအဲ့တော့ united ပြိတ်သက်တွေကြားထဲမှာအကုန်လုံးတော့ထမပြန်ကြည့်မယ်ဆိုရင်တော့ easy ကိုလိုချင်တဲ့လူတွေပုံများတယ် easy အနေနဲ့လည်းအသက်ရွယ်အဖြစ်လည်းပို့ပြီးတော့ငယ်တဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါပြိသက်တွေကြားထဲမှာ easy ကတော့တော်တော်လေးကိုရေပန်းစားရတယ်မှာပါအဲ့တော့ Brian မုံမုံမရလည်းစိတ်မဆိုးကြဘူး easy ကိုတော့ခေါ်ပေးကြပါဆိုတဲ့ပုံစံမျိုးကို internet channel ကဒါ Luke fan တွေရဲ့ကြားထဲမှာဒါတော်တော်လေးအိုးအောင်တောင်းနေဖြစ်နေတယ်လို့ပြောလို့ရရတယ်မှာပါအဲ့တော့ လက်ရှိနောက်ဆုံးရ update တွေမှာတော့ဒါကျွန်တော် Hugo Akata ကြောင့်နည်းနည်းလေးပြောအောင် United ရဲ့တိုက်စစ်မှုရှာပုံတော်မှာလက်ရှိမှာ Victor Kyokas ကိုဒါကျွန်တော် United နဲ့ပြစ်ပယ်ခဲ့ပြီးနောက်မှာ United ဘက်ကပြစ်ပယ်ရနော် United ဘက်ကပြစ်ပယ်ခဲ့ပြီးနောက်ပိုင်းမှာဒါကျွန်တော် Victor Kyokas ရဲ့အပြောင်းရွှေ့မှာ ကျွန်တော် United လုံးဝမပါတော့ဘူးအဲ့လက်ရှိမှာ United အသင်းနဲ့ဒါကျွန်တော် Platigo ရဲ့ပြောပုံအရဆိုရင်တော့ United အသင်းအနေနဲ့အခုလက်ရှိဒါကျွန်တော်တိုက်စစ်မှုနေရာမှာ Hugo Agüero ကိုပုတ်ကူရေးရသဘောတူညီမှုအတွက်ထက်ထဲဝင်ဝင်စတင်ပြီးတော့ဆွေးနွေးနေပြီဆိုတဲ့ပုံစံမျိုးတွေတရင်တက်လာခဲ့ဒါပေမဲ့ဒီဟာ Platigo တစ်ခုတည်းရရှိသေးမှုကျွန်တော်တရင်ကိုတိတက်တပုတ်အနေနဲ့မတင်ပေးသေးတာ United အသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော် Frankfurt နဲ့ဒါကျွန်တော်တရားဝင်ဆွေးနွေးမှုတွေမလုပ်ရသေးဘဲနဲ့ကစားသမားတရားဝင်ဆွေးနွေးမှုတွေလုပ်နေတယ်ကစားသမားတရားဝင်ဆွေးနွေးမှုတွေလုပ်နေတဲ့အသင်းနဲ့မှာ Liverpool ကထိတ်ကပြေးနေပြီးတော့ Chelsea နဲ့ United ကနောက်မှနေတော့ကြံနေတယ်လို့ပြောလို့ရ

လက်ရှိဒါကျွန်တော်နောက်ဆုံး update တဒိနေအရာဆိုရင်တော့ Liverpool အသင်းအနေနဲ့ဒါကျွန်တော် Hugo Agatek ကိုခေါ်ယူဖို့စိတ်ဝင်စားခဲ့ပေမဲ့သူတို့နေသူတို့ရဲ့တိုက်စစ်မှုတွေကိုအရင်ဆုံးရောင်းချပြီးမှသူတို့နေခေါ်ယူဖို့အစီအစဉ်ရှိတယ်။ဒါကလက်ရှိ update ပေါ့နော်။လက်ရှိမှာ United အသင်းနဲ့ Hugo Agatek ကိုခေါ်ဖို့အတွက်တော်တော်လေးကိုအခြေအနေကောင်းနေတဲ့အသင်းတွေမှာပါတယ်။ဒါပေမဲ့လက်ရှိဒါကျွန်တော်တို့နောက်ဆုံး update ကတော့ Brian Aubameyang ကိစ္စ United အရင်ရှင်းမယ်လို့သိရတယ်မှာပါတယ်။ United အသင်းနဲ့ဒါကုနာပြော5တန်းတိုးပြီးတော့ဒုတိယမြောက်ကမ်းလှမ်းမှုကိုလှုပ်သွားမှလားမလှုပ်သွားဘူးလားတစ်ချက်တော့ကြည့်ရမယ်။ဒါမှမဟုတ်ကုနာပြောပဲ United အသင်းနဲ့ Brian Aubameyang ကိုလက်လျှော့ပြီးတော့သူတို့နေ easy ီတို့မှဆမ်မီညိုတို့ကိုပဲထပ်လိုက်တော့မှလားဆိုတဲ့မေးခွန်းကိုကျွန်တော်ပြန်မယ်အဲ့တော့ပရိသတ်တွေကြားထဲမှာတော့ United ပရိသတ်တွေကတော့ Brian Mbeumo ကိုပြစ်ပြီးတော့အခုချိန်ကလေးက Easy ကိုခေါ်ယူစေချင်တဲ့သဘောမှာရှိတယ် Easy ကိုတန်းကလက်ရှိမှာ Crystal Palace ကတွေပိုကောင်းတဲ့အသင်းတစ်ခုကိုသူ့အနေနဲ့ပို့ပြီးတော့ပြောင်းချင်တယ်မပါ Easy တို့ကတော့ Champions League ဝင်တာဝင်တာသူ့တက်ကအရင်ရင်းမကြည့်ဘူးလို့သိရတယ်မှာပါပါတယ်နောက်ပါပဲဘလုံးဘွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youthsport Media 3.0နဲ့ DB4 တို့မှာကျင်းလူစပောင်းကိုကြည့်လို့ရပါတယ်။မြန်မာလက်ကလက်ဖို့မပေးကြပါနဲ့ဗျာ။အောက်က comment တွေထဲမှာလည်း Youthsport Media 3.0နဲ့ DB4 တို့ရဲ့လင်းလေးတွေကို ထည့်ပေးထားခြင်းပြကြောင်းများစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရများများလေးလည်း clip ဖို့မမိကြပါနဲ့ဟုတ်များများ clip မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးပဲကြိုတင်ပါတယ်ကောင်းမွန်တော့နေ့လေးတစ်နေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှာအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးပဲကြိုတင်ပါတယ်မြန်မြန်လေး clip ပေးကြပါဗျများများ clip မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်ပေးပါဗျာ